အားလုံးမင်္ဂလာပါရှင်။သုံးနိုင်ငံခေတ်ကိုအခန်းဆက်လေးနဲ့ဆက်လက်ပြီးဖတ်ပြပေးတော့မှာဖြစ်တဲ့အတွက်လိုက်ပါခန်းစားနားဆင်ပေးကြပါအောင်ရှင်။သုံးနိုင်ငံခေတ်အခန်း134ချောင်းပေါသည်တောင်တကားသို့တွားခဲ့ကနေရွာစန်းချင်းစောင်းဝေသည်ဂိုဒေါင်တို့ကိုဆွန့်လွတ်ပြီးဝေးတက်ကိုအောင်နိုင်ခဲ့ခြင်းတက်ဆုတ်ခွာရန်အမိန့်ပေးသည့်အခါလျောက်ပေါမှစင့်ပြေပြင်ကခေါင်းဆောင်ဟာတီးခြားဖြစ်နေတာဖြစ်ပြီး ကို့ဘယင်နဲ့မိကိုတော့မှနာခံစရာမလိုပါဘူး။ဟုတ်ပြောခဲ့တယ်။ចောင်းဟီမနစ်ရှိလာများစစ်ဖြစ်နေခဲ့တာကြောင့်လူတွေကစစ်ပွဲကိုမုန်းတီးနေကြပြီ။ဒီတော့လက်တလုံးအောင်မြင်မှုနဲ့အတူပြည်တော်ပြန်ပြီးပြည်သူတွေကိုစစ်ချမ်းသာရာရစေတင်ပါတယ်။ចောင်းဝီမဒါကောင်းတယ်။ထို့ကြောင့်စနစ်တကျစုပ်ပွားမှုကိုစတင်ခဲ့လေသည်။ဝိတက်ကြီးသည် အခွင့်ကောင်းကိုလက်လုံမခံလို့သောကြောင့်အနောက်မှလိုက်ခဲ့သည်။သို့သော တဖက်ရန်သူတို့သည်ရှုပ်ရှုပ်ထွေးထွေးဖြစ်ခြင်းမရှိသောကြောင့်တိုက်ရန်အခွင့်မစားခဲ့ပြီးရန်သူတို့မြင်ကွင်းမှတဖြည်းဖြည်းပျောက်ကွယ်သွားသည်ကိုကြည့်ပြီးတောင်အိုက်မှတပြင်းချခဲ့သည်။ဇန်ဝေကဂျူကင်းလျောင်ရဲ့ပညာတွေကိုလက်ဆင့်ကမ်းယူဖို့တင့်တော်တဲ့သူပဲ။တောင်အိုက်သည်ဆက်မလိုက်တော့ပဲသူစခန်းရှိရာချီဆန်းသို့လာခဲ့လေသည်။ချောင်တူးတို့ပြန်ရောက်သောအခါကျောင်းဝေသည်ဒုတိယအေဂရစ်ထံအခစားဝင်ခဲ့ပြီးသူ့အားအဘဲကြောင့်ပြန်ခေါ်သည်ကိုမေးမြန်းခဲ့သည် ဘာကြောင့်လဲဆိုတော့စစ်သူကြီးကကာလကြာရှည်စွာရှေ့တန်းမှာနေခဲ့ရတော့တပ်သားတွေပင်ပန်းနေမှာဆိုလို့ပါတခြားထွေးထွေးထူးထူးမဟုတ်ပါဘူးအရှင်မင်းကြီးကျွန်တော်မျိုးဟာခြိဆန်းကစခန်းတွေကိုတိတ်နိုင်ခဲ့ပြီးအလုံးစုံအောင်နိုင်ဖို့လက်တကမ်းသာလိုပါတော့တယ်အဲ့ဒီလိုအချိန်မျိုးမှာမှစုတ်ခွာရတာဟာရန်သူတွေဖြစ်စေခြင်းနဲ့အတိုင်းလုပ်ရတာပါပဲတေချာတာကတော့ကြောင့်အိုက်ကကျွန်တော်အပေါ်မှာဂုံးတိုက်ထားတာဖြစ်ပါမယ်ဒုတိယအေဂရစ်တီ အတွေးထဲတွင်စိတ်မြုံနေပြီးစကားပြန်မပြောနိုင်ခဲ့ပေ။ကျန်းဝေမှဆက်ပြောခဲ့သည်။ကျွန်တော်ကဒီသဘုံတွေကိုနေနှင်းဖို့တန်တိတ်ထန်ချထားပြီးကျွန်တော်ရဲ့တိုင်းပြည်အပေါ်မှာထားရှိတဲ့တစ္ဆာကိုတက်တည်ပြပါပါ။ရှင်မင်းကြီးရဲ့ရင်ထဲကမယုံကြည်မှုတွေတိုးပွားအောင်တခြားသူတွေပြောတဲ့စကားကိုနားမထောင်သင့်ပါဘူး။ဧကရတိအကြာကြီးငြိမ်သက်နေခဲ့ပြီးမှကျုပ်ကခမည်းကိုမယုံတာမဟုတ်ပါဘူး။ အခုလောလောဆယ်တော့ဟန်ကျုံးကိုပြန်သွားပြီးတင့်တော်တဲ့အချိန်ကိုစောင့်နေပါ။ဇန်ဝေသည်နန်းတွင်းမှထွက်ခွာကဟန်ကျုံးစစ်တပ်သို့သွားခဲ့သည်။တန်းကျွန်းသည်ချီဆန်းစခန်းသို့ပြန်ရောက်လာပြီးသူ့လုပ်ငန်းအောင်မြင်ချောင်းကိုတည်တင်းပို့ခဲ့သည်။တအိုက်နှင့်စီမောင်ဝေါင်တို့ကဝမ်းမြောက်သွားလေသည်။အုတ်ချုပ်သူနှင့်အမှုထမ်းတို့ကမတင်မြတ်တော်ဘူးဆိုတော့မြစ်ပြင်းထဲမှာပြိပခ္ခတွေဖြစ်ဖို့ကမကြတော့ဘူး။တန်းကျွန်းကိုလော့ရန်သူဆိတ်လွတ်ပြီးစီမောင်เจ้าကိုတည်တင်းပို့စေခဲ့သည်။ စီမံကြောက်ကဝန်တာက ရှုပြီကို တက်သိမ်းလိုခဲ့သည်ထိုအကြောင်းအရာကိုဘိုဟိုကာကိုရေးတက်စစ်သူကြီးစာချုပ်နှင့်တိုင်ပင်ခဲ့လေသည်ရှုပြီကိုတိုက်ရင်ကောင်းမယ်လို့မြင်သလားမလုပ်တင်သေးပါဘူးအီကရစ်ကဝန်ကြီးချုပ်ကိုမယုံတာကြောင့်ဝန်ကြီးချုပ်ထွက်သွားမယ်ဆိုရင်တော့ပြဿနာတွေဆက်လာပါလိမ့်မယ်မနစ်ကရေးထွေးမှာအဝါရုံနှကားကိုမြင်တော့အမှုထမ်းတွေကဒါဟာကောင်းမွန်တဲ့နမိတ်ပဲဆိုပြီးအီကရစ်ကိုဂုံပြုခဲ့ကြတယ်ဒါပေမဲ့အီကရစ်ကဒါ နမိတ်ကောင်းမဟုတ်ဘူးတကယ်တော့ရောင်းပြန်ပဲဖြစ်တယ်နဂါးဆိုတာကအုတ်ချုပ်သူကိုကိုစားပြူတာဖြစ်ပြီးနဂါးကိုကောင်းကင်မာရော လူတွေချားမာရော မြေပြင်မာရောမတွေ့ရပဲမင်းပေါင်းနေတဲ့ရေတွင်းထဲမှာတွေ့ရတယ်ဆိုကြတဲ့ကနမိတ်ဆိုးပဲလို့ပြက်မိတ်ခဲ့တယ်ဒါအပြင်ကပြားတစ်ခုကိုဖွဲ့ခဲ့ပြီးစာသားတစ်ခုကအခင်ကြီးကိုညှိုးနေခဲ့တယ်အဲ့ဒီကပြားကတော့အကျဉ်းသားနဲ့တူသောနဂါးမှာအတူတရာချက်မှမတက်နိုင်ခဲ့ နကငွေတန်းစီမရောက်နိုင်သလိုလေကွင်းများပေါ်တွင်လည်းမမြူးထူနိုင်ကစိတ်ပြက်လှစွာသောရေတွင်း၌သာခွေလေကြည့်ချွဲသောအကောင့်ထုဖြင့်အတူနေခဲ့ရမေးရိုးကိုမဖွင့်နိုင်သလိုလက်သေးတွေကိုလည်းဖွက်ထားရတဲ့သူ။အော်တကယ်တော့ဒါဟာငါနဲ့တူလာကြီးလားဆိုပြီးဖြစ်ပါတယ်။ထုတ်ကပြားကိုကြားသောအခါစီမကြောက်သည်ဒေါသထွက်သွားသည်။ဒီလူကဆော်ဖောင်းလိုပဲ သူ့ကိုမရှင်းရင်ကျုပ်ကိုဒုက္ခပေးလာနိုင်မယ်။ကျွန်တော်တခုခုလုပ်ပါမယ်။ဝိတကရေကောင်းလူပြင်စမနဲ့ AD 261လေးလပိုင်းလွေရာသီတွင်စီမကြောက်သည်နန်းတော်အတွင်းသို့လက်နက်ကင်ဆောင်က ရိုင်းပြစွာဖြင့်ဝင်လာခဲ့သည်။တို့တော့လေဝေအေကရစ်မကောင်းမွန်စွာဆက်ဆံခဲ့လေ၏အမှုထဲတို့က စစ်သူကြီးချုပ်ရဲ့လှုပ်ဆောင်မှုတွေကကြီးမားလွန်ပြီးသူ့ကုံတင်ဟာဝင်းပြက်နေတဲ့အတွက်သူ့ကိုဗရင်ငယ်အဖြစ်တင်မြှောက်ပြီးဂုံတိန်ကိုသွေချင်းမြင့်တင်ပါတယ်။ဆောင်းပေါသည်ကောင်းလိုက်ဆိုင်ချသွားကဘာမှပြန်မပြောခဲ့ပြီးထိုအခါစီမကျောင်းမှအကျဉ်းမနဲ့ဖြစ်ပြောသည်။ကျွန်တော်မျိုးရဲ့ဖခင်နဲ့အကိုတို့ဟာမင်းပြည့်အတွက်တော်ဝင်ကြီးတွေကိုထမ်းဆောင်ခဲ့တာတော့မှကျွန်တော်ကချိန်ဗရင်ငယ်မဖြစ်နိုင်ဘူးလား။အမတ်ကြီးကိုယ်တိုင်တောင်းဆိုမှတော့ကျုပ်ကခွင့်မပြုဘဲနေပါမလား။ အုံပွဲနေသောနဂါးဆိုတဲ့ကဗျာရဲမှာကျွန်တော်မျိုးတို့ကိုချွဲကြည့်တဲ့တရိတ်ဆန်အနေနဲ့သုံးလုံးထားတာဘလို့ရင်ကျင်းမှုမျိုးပါလေဝိအကရတိမြည်သူမြောင်ပြန်မပြောနိုင်ခဲ့ပြီထောင်လွားသောဝင်ကြီးသည်နန်းတော်အတွင်မှရက်ဆက်သောအပြုံဖြင့်ထွက်ခွာသွားခဲ့သည်ဆောင်းမောက်သည်လည်းအမတ်ကြီးများဖြစ်သောဝမ်ရှောင်းဝမ်ဂျင်းနှင့်ဝမ်ရဲတို့ကိုအတွင်ဆောင်သူခေါ်ကတိုင်ပင်ခဲ့သည်ဆောင်းမောက်သည်လွန်စွာမှဝန်နေနေခဲ့သည်စီးမကြောက်က နန်းသိမ့်ဖို့ဆန္ဒရှိတာသိကြတယ်။ဒါလူတိုင်းသိတဲ့ကိစ္စပဲ။ဒါပေမဲ့ကျုပ်ကဒီမှာငြိမ်ပြီးအေးစေးထိုက်ဆုံနေမှာမဟုတ်ဘူး။ဝမင်းတို့ကသူ့ကိုတတ်ဖို့ကူညီနိုင်မလား။ဝမ်ကျင်းကသူ့ကိုတတ်လို့မဖြစ်ပါဘူး။ရှီရုံကလူကြီးမှကြောက်ပရင်ကကြည်မိသားစုရဲ့ဒဏ်ကိုမခံနိုင်လို့ထွက်ပြေးခဲ့တော့သူ့တန်းပြီးဆုံးရှုံးသွားခဲ့တယ်။ဒီစီမံကြောင်းနဲ့သူ့မိသားစုတွေရဲ့အာနာဟာရေရှိတိတက်နေကြတာဖြစ်ပြီးသူတို့ကိုထောက်ခံတဲ့သူတွေကအများကြီးရှိတယ် ဲ့ဒီထောက်ခံတဲ့သူအများစုကလည်းစီးမကြောက်ကဝေးပြေးအပေါ်မှာတစ္ဆာရှိတာမရှိတာကိုဂရုစိုက်ကြတာမဟုတ်ဘူးဘယ်လိုပဲဖြစ်ဖြစ်သူ့ကိုထောက်ခံမှာပဲအရှင်မင်းကြီးရဲ့ကိုရံတော်တွေကလူအင်အားနဲ့ပြီးတံပြန်တိုက်ခိုက်ဖို့အတော့မဝင်နိုင်ဘူးအရှင်မင်းကြီးကဒီအခက်ခဲကိုမတောင့်ခံနိုင်ရင်တော့ဝမ်းနည်းစရာဖြစ်လာလိမ့်မယ်ဒီတော့အကောင်းဆုံးသောနေ့ကစောင့်ကြည့်ပြီးအလျင်စလိုမလုပ်ဖို့ပဲကျုပ်ဒါကိုတော့တီးခံနိုင်ခဲ့သေးတာပဲဘာလို့တီးမခံနိုင်ရမှာလဲ ဒါပေမဲ့ကျုပ်တခုခုတော့လုပ်ရမယ်ကျုပ်တည်သွားရင်ကောဘာဖြစ်မှာတော့ထို့နောက်ဧကရစ်တီမေရုံနဲ့တိုင်ပင်ရန်အတွင်းသို့ဝင်သွားသည်အပြင်တွင်ကြံ့ရစ်ခဲ့သောဝမ်ရှန်ဝမ်ကျင်းနှင့်ဝမ်ရဲတို့ကထိုင်ကစကားပြောနေခဲ့သည်ဝမ်ရှန်မဒီကိစ္စကအရေးကြီးလာပြီကျုပ်တို့တွေရောကျုပ်တို့မိသားစုတွေပါမသိစေချင်ရင်တော့ရှီမောင်เจ้าကိုတည်င်းပုံမှာဖြစ်မယ်ထို့စကားကြောင့်ဝမ်ကျင်းဒေါသထွက်သွားခဲ့သည် ဝင်းကြီးရဲ့ဝန်ထမ်းမှုဟာဝင်းကြီးရဲ့အဆက်ရမှုပဲဖြစ်တယ်။အဆက်ရတဲ့ဝင်းကြီးဟာပိတ်ဆုံးရမှာပဲ။ခမည်းကတစ္ဆာဖောက်ရဲသေးတယ်။ဝောင်ချင်းသည်စီမာကျောင်းထံမသွားခဲ့တော့လေ။ဇန်နယောက်မှာတစ္ဆာဖောက်ပြီးဝင်းကြီးချုပ်ဤအိမ်တော်သို့သွားခဲ့သည်။မကြာမီတွင်ပင်ချောင်းပေါင်ပြန်ပေါ်လာခဲ့ပြီးကိုရန်တော်တက်မှုစောက်ပေါ်ကိုခေါ်ကရသမြတ်တပ်သားတို့ကိုစုဆောင်းစေခဲ့သည်။စောက်ပေါ်သည်တပ်သား300ခန့်ကိုစုမိပြီး ်ထို့လူစုအနေငယ်ကလဲရင်ကိုကောက်ွယ်ကပုံတေးပြေးချစ်တက်ကြသည် ထိုရင်ပေါ်တွင်ဝိအခရစ်သည်ဓာကိုကိုင်းကထိုင်နေခဲ့သည် သူတို့သည် တောင်ဖက်သို့သွားခဲ့သည်ဝန်ချင်းသည်ရှေ့သို့ထွက်လာခဲ့ပြီးဆောင်းမောင်းအားဆက်မသွားရန် တောင်းမြစ်ခဲ့သည်ဒီတက်ကလေးနှင့်စီမကျောက်ကိုဆန့်ကျင်တာဟာကြားပစက်ထဲကိုတိုးတွေမောင်းသွင်းလိုက်တယ်လို့ပါပဲဒီလိုမျိုးတည်ဆုံးရတာဟာအချင်းဒီတည်ဆုံးမှုမျိုးပဲဖြစ်ပါတယ်ဘာမှပြီးမြောက်မှာမဟုတ်ဘူး တုတ်ကိုမတားနဲ့တော့တုတ်ဆုံးဖြတ်ပြီးပြီဟုဆိုက ဝီအကရစ်သည်နှကောင်းမှုဝတော့သွားခဲ့လေသည်မကြာပြီတွင်စာချုပ်ကိုမြင်ခွေး၌မြင်တွေ့ခဲ့ရသည်သူသည်လက်နက်ကိုင်ဆောင်ထားပြီးမြင်ကောင်းမြင်တန်ကိုစီထားလေသည် သူ့ဘေးတွင်စစ်သူကြီးချောင်းကျူနှင့်ချောင်းကြီးတို့ရှိပြီးအနောက်ဘက်တွင်တန်ချက်ကောက်ဖို့ကိုရန်တို့တို့ရှိကတစ်ဖက်ကိုတစ်ဖက်အော်ဖစ်နေခဲ့ကြသည်ချောင်းမောင်မှဂျားကိုကိုင်ကောင်ပြောခဲ့သည်ကျုပ်ကနတ်ဖျားရဲ့သားတော်ပဲ တောင်းမြစ်လမ်းတော်တဲကိုဘယ်သူတွေဝင်လာတာလဲမင်းတို့တို့တွေက တရားသဖြင့်အုပ်ချုပ်တဲ့သူကိုတတ်မလို့လားထိုတတ်သားတို့မှာလမ်းတွင်ကိုရန်တော်တက်များဖြစ်သောကြောင့်တွန့်ဆုတ်သွားခဲ့သည်ထိုအခါဇာချုံမှာချောင်ကြီးကိုလမ်းအော်ပြောလိုက်သည်ဘယင်ငယ်စီးမကြောက်ကခမည်းကိုမြေထုံမြောက်ခဲ့တာဟာဒီနေ့အတွက်ပဲမဟုတ်လားချောင်ကြီးသည်ဓာရှိကိုကင်ပြေးဇာချုံဖက်သူလှဲ့ကအသေးလားအရှင်လား ဘယင်ငယ်ကသူ့ကိုသေးစေရမဲလို့ဆိုထားတယ်။စောင့်ကြည့်မှလဲရင်တော့အမြန်သွားခဲ့သည်။ဒီအယူကအတက်ရဲလိုက်တာ။ဟုတ်ဝင်းအကရစ်မှာဆိုခဲ့သည်။သို့တော့စကားပင်မဆုံးသေးမီတရှိကရင်ဝတ်ကိုစိုက်သွားခဲ့ပြီးဒုတ်ချင်းပေါက်ထွက်သွားခဲ့လေသည်။စောင်းမောင်းသည်လဲရင်ပေါ်၌တွင်ပင်နှက်ရွာဆန်းခဲ့လေသည်။ကာကွယ်ရန်ကြိုးစားခဲ့သောကြောင်ပေါ်သည်လည်းအသက်ခံခဲ့ရသဖြင့်ကိုရန်တော်တက်တို့သည်ထွက်ပြေးသွားခဲ့ကြသည်။ အနောက်မှလိုက်လာခဲ့သောဝမ်ချင်းသည်ဇာချိုးကိုချိန်ပေါင်းခဲ့သည်တပုံတစ္ဆဖောက်မင်းကဧကရစ်ကိုတော့လုတ်ကျင်မို့နဲ့ဇာချိုးသည်ဒေါသထွက်ကာအာနာပကွက်သားတို့ကိုခေါ်ပြီးဝမ်ချင်းကိုဖမ်းသွားစေခဲ့သည်ထို့အကြောင်းကိုရှီမာကြောက်တည်သောအခါနန်းတော်အတွင်းသို့ဝင်သွားခဲ့လေသည်ဧကရစ်နဲ့ရွာဆန်တီကိုမြင်သောအခါအင်မတန်မှအံ့ဩသွန်းဟန်ဖြင့်သူ့ကောင်းကိုလှဲရင်ဖြင့်စောင့်ပြီးအချိန်အတန်ကြာငိုယိုခဲ့သည်ထို့နောက် ရာဓုမြင့်အမှုထမ်းများကိုအကြောင်းကြားစေခဲ့သည်။နန်တွင်းဆောက်တက်စစ်သူကြီးစီမာဖူသည်အကရိဤအလောင်းတော်ကိုမြင်သောအခါဘေးတွင်ဒူးထောက်လိုက်ပြီးခေါင်းကိုငုံကာကိုခဲ့လေသည်။အရှင်မင်းကြီးလုတ်ကြံခံရတာဟာကျွန်တော်မျိုးရဲ့အပြစ်ကြောင့်ဖြစ်တယ်။စီမာဖူသည်အခေါင်းကိုယူဆောင်လာခဲ့ပြီးအလောင်းကိုထဲကအနောက်ဆောင်တို့တဲသွားစေခဲ့သည်။စီမာကြောင့်သည်ထိုအဆောင်တို့ဝင်လာခဲ့ပြီးခေါင်းဆောင်အရာရှိတို့ကိုခေါ်က စီအဝေးပြုခဲ့သည်ဝန်ကြီးချန်ထိုက်မှလွယ်ပြီးတခြားအမှုထမ်းအလုံးရောက်လာကြလေသည် ထို့သောပြက်ွက်တီကိုတတိထားမိသောရှိမကြောင့်မှချန်ထိုက်၏ဦးလေးတော်ဆက်သူအတွင်ရေးအရာရှိရွှင်ကြီးကိုစေလွတ်ကခေါ်စေခဲ့သည်ချန်ထိုက်မှကျေလောင်စွာငိုကြွေးပြီးပြောခဲ့သည် လူတွေကကျုပ်နဲ့ကျုပ်ဦးလေးကိုတဒန်းထဲထားပြီးခိုင်းနိုင်လေရှိကြတယ်ဒီနေ့မှာတော့ကျုပ်ဦးလေးကကျုပ်လောက်တော့မုံမြတ်မှုမရှိပါလား။တော်တော်လေးချန်ထိုက်သည် စင့်ခေါ်တီကိုလက်ခံပြီးလာခဲ့လေသည်သူသည်ဇာပနဝတ်စုံဖြစ်သည့်အဖြူရောင်အဝတ်ကိုဝတ်ခဲ့ပြီးအခောင်းဘေးတွင်ဒူးထောင်နေခဲ့သည်စီမကျောက်ကလည်းဝမ်းနည်းနေသည့်ပုံရောင်ဆောင်ခဲ့သည်စီမကျောက်ကဒီကိစ္စကိုဘယ်လိုဖြေရှင်းမလဲဆောင်းထိုက်ကစာချိုးကိုသာတိတ်တက်ပေးလိုက်မယ်ဆိုရင်တော့တိုင်းပြည်ကအတန်ငယ်ကျေနပ်မှုရနိုင်ပါလိမ့်မယ်စီမကျောက်သည် အကြာအကြီးနှုတ်ဆက်သွားခဲ့ပြီးမှစကားပြန်ပြောခဲ့သည် ဒီထက်ပြော့ပြောင်းမဲ့အပြစ်ဒဏ်မရှိနိုင်ဘူးလားဒါကအစပဲရှိပါသေးတယ်ဒီထက်ရော့ပေါ်တဲ့အပြစ်ဒဏ်ကိုကျွန်တော်စဉ်းစားလို့မရပါဘူးချောင်းချီကမှ တကယ့်တပုံဖြစ်ပြီးတကယ့်တရက်ခံဖြစ်တယ်သူက အရှက်ရပြီးတည်တည်တယ်လို့သူ့ရဲ့မိသားစုဝင်တွေကိုလည်းတည်တံပေးခံရတဲ့နေထိုအခါချောင်းချီမှရှီမာเจ้าကိုဆေးရည်တိုက်ထွားခဲ့သည်ဒါသူ့ရဲ့အပြစ်မဟုတ်ဘူးခမည်းကစာချုပ်ကနေတဆင့် ကျုပ်ကိုခိုင်းခဲ့တာမဟုတ်လားစီးမာကြောက်ပါထိုသူဤရှာကိုဖျက်ဆီးပြီးတိတ်တံပေးစေလိုက်သည်ထို့ကြောင့်ဆောင်းကြည့်ညီဖြစ်သူဆောင်းကျူနှင့်မိသားစုဝင်အားလုံးတို့ကိုဈေးလေကောင်းတွင်တိတ်တံပေးခဲ့လေသည်ဝမ်ကျင်းဤမိသားစုအားလုံးလည်းအဖမ်းခံခဲ့ရသည်သူညီလာခန့်၌မတ်တရက်နေစဉ်သူမိခင်ကြောက်အမျိုးသမီးအဖမ်းခံရသည်ကိုမြင်တွေ့ခဲ့ရလေသည်သူသည်ခေါင်းကိုမြင်းနှစ်ဆောင်ကငိုခဲ့သည် ကျွန်တော်လိုတောက်မိုက်ကြောင်းနူးညံ့ကျင်လာတဲ့အမေဒုက္ခရောက်ခဲ့ရပြီမိခင်ဖြစ်သူကရည်လေသည်မတည်တဲ့သူဆိုတာမရှိပါဘူးကောင်းကောင်းမွန်မွန်မတည်ဆုံးရမှာကိုပဲကြောက်ရတယ်ဒီလိုမျိုးတည်ရတာကိုဘယ်သူနောက်တရမလဲနောက်ရက်တွင်မိသားစုတစ်ခုလုံးတည်တံပေးရန် အမိတ်ချမှတ်ခဲ့သည် မိခင်နဲ့သားတို့သည်ပြုံးလျက်ရှောက်လန်းသွားခဲ့ကြသည်တို့တော့တမျိုးလုံးမှာဝန်းနေပြီးငိုကြွေးခဲ့ရလေသည် nên cho sống sự tự chí xin mà phụ mà. Ít có rồi mình sao bản hạ nó chính bà tiền sống sự biểu kê ạ, xin mà cho lại khăn kê lý đi. Già châu nè ạ bóng bà thư gà, xin mà cho ạ, vì gù ạ xa thư gà, yên trong sự kê cha đồ lê nhìn lại đi. Xí rung ạ, bà yên mù hà, trái mì yê tông bộ bông gù ốc chô kê bì mê lê, nắng sống chinh tì, yên bì gù thọc khăn kê lê. Đã dòng, công phiếu sẽ gọi tư gù trên có một nền tứ lượng số ghê lê. ဝေပြည်ရဲ့ချောင်းအကရစ်ဟာလည်းဟန်တွေကိုမဖြုတ်ချခဲ့တယ်လို့ကျုပ်လည်းဝေပြည်ကိုနန်းစွန်စေမှာမဟုတ်ဘူးထိုစကားကိုကြားတော့သူတို့ကသူ့သားစီမောင်ရံကိုနန်းတင်လို့သည့်ဆန္ဒရှိချောင်းကိုတွယ်ဝိုက်ပြောဆိုသည်ဟုသဘောပေါက်ပြီးဆက်ကားမတိုက်တွန်းတော့ပေထိုနှစ်6လပိုင်းတွင်ချောင်းတောင်နေစာချောင်းပေါင်းကိုအကရစ်အဖြစ်နန်းတင်ခဲ့ပြီးတက်ကရစ်ကို ကောင်းမွန်သောကနဦးဂျင်ယွမ်ဒုတိယနှင့် AD 261ဟု ခေါ်တွင်စေခဲ့သည် ဆောင်းဟွန်သည်ရန်ပင်သာဆောင်းရီဤတာဖြစ်ပြီးဆောက်ချောင်းဤမြေတော်ဆက်သည်စီမာကျောက်သည်ဝန်ကြီးချုပ်ရာတူးနှင့်ကျင့်ဘရင်ငယ်ဘွေကိုရာယူခဲ့သည်ထို့အပြင်ရွှေတင်ကားပေါင်းသသိန်းအပြင်ပိုးထေသသောင်းကိုလက်ခံရရှိခဲ့လေသည်အမှုထမ်းတို့ကိုလေရာဒူတိုးခြင်းစုချင်းမြင့်ခြင်းများကိုပြုစေခဲ့သည်ထို့အကြောင်းတို့ကိုရှုပြီးမှကြားသိသောအခါဇန်ဝေမှအုတ်ချုပ်သူကိုလုတ်ကြံသည့်ဝေပြီအားအပြစ်ပေးရန်စစ်ချီလိုသည် ထို့ကြောင့်ဘူပြည်သို့စစ်ကူတောင်းသည့်စာများကိုပို့ခဲ့ပြီးဧကရစ်ထံမှခွင့်ပြုမဲ့ကိုတောင်းခဲ့လေသည်စုစည်းခဲ့သောတပ်မအင်အားသသိန်း9000ရှိပြီးတစ်တာများအလုံးကိုတင်နိုင်သည့်လဲတို့ကိုလည်းစီစဉ်ခဲ့သည်လျောက်ခွာနှင့်ဇောင်းရီတို့ကရှစ်ပြစ်တက်စစ်သူကြီးအဖြစ်တာဝန်ယူရသည်လျောက်ပါကိုစီဝူတောင်ကြားသို့ချီတက်စေပြီးဇောင်းရီကိုလှော့တောင်ကြားသို့ချီတက်စေသည်ဇောင်းဝေမှရှစ်တောင်ကြားလမ်းမှချီတက်မည်ဖြစ်သည်သူတို့သည်တပြိုင်တည်းချီတက်ကား ်ချီဆန်းသို့ဦးတည်ခဲ့ကြသည်တောင်အိုက်သည်ချီဆန်း၌တက်တို့အားစစ်ရေးလေ့ကျင့်ပေးနေစဉ်ရှုတက်ကြီးသည်နောက်တစ်ချိန်ချီတက်လာသည်ဟုသိရသည်ထို့ကြောင့်အမှုထမ်းတို့ကိုခေါ်စေ၏စစ်တက်ကြံပေးဝမ်ကွမ်ပါကျွန်တော်မှာအကြံတစ်ခုရှိပါတယ်ဒါပေမဲ့ဒီအတိုင်းမပြောဘဲစာရွက်မှာရေးလိုက်ပါမယ်စစ်သူကြီးကဖတ်ပြီးတင့်တော်သလားလို့ဆုံးဖြတ်ပါတောင်အိုက်သည်ထူစာကိုယူကာဖတ်ခဲ့သည်ဒီအကြံကကောင်းပေမဲ့ရှုတက်ခေါင်းဆောင်ကိုမလဲစားနိုင်မှာစိုးရင်ရတယ် စာကိုဖတ်ပြီးနောက်တန့်အိုက်မှကောက်ချက်ချသည်ကျွန်တော်အသက်ကိုစွန့်စားပြီးလှုပ်ပါမယ်ပြီးတော့ကျွန်တော်ဓာတ်ကိုဥဆောင်မယ်ခမည်းကယုံကြည်ချက်ရှိတယ်ဆိုရင်တော့စမ်းကြည့်ပေါ့တေချာပေါ့အောင်မြင်ပါပါထို့ကြောင့်ဝမ်ကွမ်းလက်အောက်တွင်တက်သား9000ကိုထားခဲ့ပြီး ထို့တက်သည် ရှေ့တောင်ကြားသို့ခြေတက်သွားသည် မကြာမီတွင်ဇန်ဝေဧကင်းထောက်တို့နှင့်တွေ့ကဝမ်ကွမ်းပေါလမ်းအော်ပြောခဲ့သည်ကျုပ်တို့ကတက်ပြေးတွေပါခမည်းတို့ခေါင်းဆောင်ကိုအကြောင်းကြားပေးပါ ထို့ကြောင့်ကင်းထုတ်တို့မှဇန်ဝီအားအကြောင်းကြားခဲ့သည်စစ်သားတွေကိုဒီအတိုင်းနေစေပြီးခေါင်းဆောင်တစ်ယောက်တည်းကိုပဲကျုပ်နဲ့လာတွေ့ခိုင်းပါဝမ်ကွမ်းသည်ရောက်လာပြီးနောက်ဇန်ဝီရှိတွင်ဒူးထောက်ခဲ့သည်ကျွန်တော်ဝမ်ကျင်းရဲ့တူတော်ဆက်ပြီးအစ်ကရစ်နဲ့ကျွန်တော်မိသားစုဝင်တွေတည်ဆုံခဲ့တာကြောင့်စီးမာကြောက်ကိုမုန်းနေတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တတ်တာငါးတော်နဲ့အတူလက်နဲ့ချလိုပါတယ်ကျွန်တော်ဦးလေးအတွက်လက်စားချင်နေဖို့ကျွန်တော်ကိုတပုံတွေနဲ့တိုက်ခွင့်ပြုပါ ခမားကစိတ်ရင်အမှန်နဲ့လက်နဲ့ချတာဆိုတော့ကျုပ်ကလည်းကောင်းကောင်းဆက်ဆံရမှာပေါ့ကျုပ်တက်မှာလိုအပ်နေတာကရိတ်ခါပဲမြစ်ပြင်းနဲ့နဲဆက်မှာကရိတ်ခါတွေအများကြီးရှိတယ်အဲ့ဒီရိတ်ခါတွေကိုရှီဆန်းကိုသိပေးနိုင်မဲဆိုရင်ကျုပ်ကချက်ချင်းပဲတန့်အပ်ရဲ့စခန်းတွေကိုသိမ်းမှဖြစ်တယ်ဇောင်းဝေသည်သူ့ထောင်ချောက်အတွင်းသို့ဝင်သွားပြီးဟူတွေးကဝမ်ကွမ်းမှာပြောသွားခဲ့ပြီးထိုတာဝန်ကိုချက်ချင်းလက်ခံခဲ့သည်ဒါပေမဲ့ရိတ်ခါတွေကိုတည်ယူဖို့ကတက်ငါးတော့မလိုပါဘူး 这东头被扩大片，在那条长沟就业两家院片，差个一码。王光地明白来报告，等他一些多米谷收进多少，立刻来边，这到东头念州取得大的，在这到那长沟收得念州心里芥定。头前段，小火把玉兰仓库占地片六个人围拉开的，十多几家霸占的王光漂亮古重要了嘞。 ဝေပြီဝမ်ကျင်းစီမဝမ်ကွမ်းလို့ခေါ်တဲ့ဆွေမျိုးရှိတယ်ဆိုတော့ကျွန်တော်မကြားဘူးဘူး။ဒါနဲ့ပတ်သက်ပြီးစုံစမ်းတာတွေမလုပ်ဖူးခဲ့ပေမဲ့စစ်သူကြီးကတော့ဒါကိုစစ်စစ်တင်ပါတယ်။သူ့နောက်ကျောင်းကလိန်ထားတာဖြစ်နေတယ်။ကျောင်းဝေမပြုံးပြီးဒီဝမ်ကွမ်းကလိန်နေတယ်ဆိုတာကြောက်တိတာပေါ့။ဒါကြောင့်ကျုပ်ကသူ့တက်တာအများကြီးကိုခေါ်ထားလာ။သူ့ပြည်ရဲ့ကိုပြည်ရဲ့နဲ့ရင်ဆိုင်မလို့။သူ့လိန်နေဆိုတာဘလို့သိတာတော့။စီမာကျောက်က၆၆လိုပဲကောက်ကြတယ်။ သူကဝမ်ချင်းရဲ့တမိသားစုလုံးကိုတတ်ပြီးတော့မှရန်သူရဲ့တူတော်ဆက်တဲ့သူကိုသူနဲ့အလန်းဝေးရာခန့်တက်မှာစစ်သားတွေကိုအုပ်ချုပ်စေတယ်ဆိုတာဖြစ်နိုင်ပါမလားခမည်းမြင်နိုင်တယ်လို့ကျုပ်လည်းမြင်နိုင်ပါ रे ထို့ကြောင့်ဇောင်းဝေသည်ရှေ့တောင်ကြားမှာမချစ်တတ်တော့ဘဲဝမ်ကွမ်းလှူရှားပါကအစင်သည့်ဖြစ်စေရင်ကင်ပုံချထားခဲ့သည်ဆေးရက်အတွင်းမှာပင်ဝမ်ကွမ်းမှတောင်အိုက်စီပို့တော့အကြောင်းကြားစာကိုကြားဖြင့်ရရှိခဲ့သည် ထုတ်စာနှင့်စာပို့တော်သူတို့မှတဆင့်ဝမ်ကွမ်းသည်20ရက်နှစ်တွင်ရိတ်ခါလေးတို့ကိုဝိတက်စခန်းသို့ပို့မည်ဖြစ်ကြောင်းသိခဲ့ရသည်၎င်းကိုကုညေရန်တိုက်အိုက်အားရင်းစန်းတောင်ကြားသို့တက်များကိုဆစ်လွတ်ရန်တောင်းဆိုထားသည်ဆန်းဝေမစာပို့သူကိုကောက်ဖြတ်စေပြီးလူတယောက်အားဝိတက်သားအတွင် ရုတ်ဖြတ်စေကတိုက်အိုက်ထံစာရဆောင်ပို့စေခဲ့သည်ထုတ်စာထဲတွင် ချင်းစုတိရက်ကို20ရက်အစား25ရက်နေ့ဟုပြောင်းလိုက်သည် ျမ်းဝေမှရိတ်ခါတင်ထားသည့်လဲတို့မှရိတ်ခါတို့ကိုထုတ်စေပြီးလောင်စာများအစာထုတ်ထည့်ထားပြီးအစိမ်းရောင်အဝတ်ဖြင့်အုပ်ထားစေသည်ဝေတသားနှထောင်တို့ကိုရှူထောက်ဖို့တက်ဤအလံများပြောင်းလဲကင်ဆောင်စေခဲ့သည်ကျမ်းဝေနှင့်ရှောက်ဟူပါတို့သည်တောင်ကြားတွင်ကင်းပုံးချရန်ထွက်သွားသည်ကျမ်းရှူကိုရှေ့တောင်ကြားသို့ချီတက်စေပြီးလျော်ဟွာနှင့်ကျမ်းရီတို့အားချီဆန်းကိုတင်ပိုက်စေသည်တောင်အိုက်သည် ဝမ်ကွမ်ထမဆောက်ကိုဖတ်ပြီးနောက်ထို့အတိုင်းလုံဆောင်ရေးဖြစ်ကြောင်းစာပြန်ခဲ့သည်ထို့ကြောင့်15ရက်နေ့တွင်ကြောင်းအိုက်သည်ဝါရင့်တက်သား9000နှင့်အတူရင်ဆန်းတောင်ကြားနားသို့ရောက်လာခဲ့သည်ထို့နောက်ကင်းထုတ်တို့မှတောင်မြအကြောင်းဝင်ရွှေ့လာခဲ့သောမရေမတွက်နိုင်သည့်ရိတ်ခါလေးများကို တွေ့ခဲ့ရသည်ကြောင်းအိုက်သည်အနီးကပ်လာသောအခါဝေတက်ဝတ်စုံကိုမြင်ခဲ့သည်အမှုထမ်းတူးမှအခုမောင်းလာပါပြီစစ်သူကြီးကဝမ်ကွမ်ကိုကူညီပြီးရိတ်ခါပြီးတည်တည်နေ အရှိကတော်လန်းတွေကအနေရများတယ်။ရန်သူတွေကင်းပုံးဝတ်ထားရင်ကျုပ်တို့လွတ်မြောက်မှာမဟုတ်ဘူး။ဒီတော့ဒီကတွေပဲစောင့်ရမယ်။ထို့အချိန်တွင် မြင့်တီတော်နှုတ်ဦးသည် ကစုံဆိုင်စည်းလာပြီးပြောနေသည်။စစ်သူကြီးဝမ်ကွမ်းကနေဆက်ကိုဖျက်လာတဲ့အချိန်မှာရန်သူတွေကဝိုင်းတိုက်လို့စစ်ကူအမျက်လိုအပ်နေပါရဲ့။ထို့အရာမှာအရေးကြီးသောတောက်အိုက်ကတည်တော်ကြောင့်အရှိတို့သွားစေသည်။ထိုညမှာလာပြင်းနေဖြစ်ပြီးလာမင်းကြီးမှာနေ့အချိန်ကဲ့သို့လင်းထိန်နေခဲ့သည်တစ်ချက်တည်းအချိန်ဝယ် အဟစ်တန်တို့ကိုကြားလိုက်ရသောကြောင့်ထိုအတန်တို့သည်ဝမ်ကွမ်းကရှင်သူတို့နှင့်တိုက်ခိုက်သည့်အတန်ဖြစ်မည်ဟုထင်ခဲ့သည်ထို့ကြောင့်တိုက်အိုက်သည်တောင်ကုန်းကိုဖျက်ပြီးအလင်းအမြန်သွားခဲ့ရာတစ်ပင်များ၏နောက်ဝေးမှတက်တခုထွက်လာသည်ထိုတက်ကောင်းဆောင်မှရှုစစ်သူကြီးဖုန်ချောင်ဖြစ်သည်တောင်အိုက်ခမားကတုံ့အာတာပဲကျုပ်တို့စစ်သူကြီးရဲ့ထောင်ချောက်ထဲဝင်သွားပြီမြင်းပေါ်ကဆင်းပြီးပေးဖို့ပြင်ထားပါတောင်အိုက်သည်ရက်လိုက်ပြီးပြန်လှည့်ရန်ကြိုးပမ်းခဲ့သည် ထို့အချိန်တွင်လဲရုံမှာမီးများတောက်လောင်နေခဲ့သည်ထိုမီးတို့မှာအချက်ပြမီးများဖြစ်ပြီးရှူတက်ကြီးရောက်လာပြန်သည် သူ့ဘေးပတ်ဝန်းကျင်မှာ အော်ဒန်များကိုကြားခဲ့ရလေသည်တောက်အိုက်ကိုဖမ်းနိုင်တဲ့သူကိုရွှေသားအောင်စတထောင်ဆုချမှာဖြစ်ပြီးအင်ချီတထောင်ကိုအုတ်ချုပ်ခွင့်ပေးမယ်ကြောက်လန့်သွားသောတောက်အိုက်သည်သူ့ဤလက်နက်တွေကိုပြချောင်းရဲ့တန်ချက်ကားကိုချက်ပြီးမြင်းပေါ်မှဆင်းကချီလျင်တက်သားတို့နဲ့အတူရောပြီးတောင်ကုန်းများပေါ်သို့ပြေးခဲ့သည် ရှုတ်တက်စစ်သူကြီးတို့သည်မြင်းစီထားသောခေါင်းဆောင်တို့ကိုသာအာယုံဆိုင်နေခဲ့သောကြောင့်တာမန်တပ်သားတို့နှင့်အတူပြေးသွားခဲ့သောတိုက်အိုက်ကိုရှာမတွေ့ခဲ့ပြီးထို့ကြောင့်တိုက်အိုက်ကိုမဖမ်းဆီးနိုင်ခဲ့ပြီးစောင်းဝေသည်သူ၏ဆက်အောင်နိုင်သောတပ်နှင့်အတူဝမ်ကွမ်းနှင့်တပ်သားတို့ထံသွားခဲ့သည်စီစဉ်မြောင်းကိုလှုပ်ဆောင်ပြီးသည့်ဝမ်ကွမ်းသည်သူ့အကြံဉာဏ်ထမြောက်မြည်အချိန်ကိုစောင့်နေခဲ့သည်ထို့အချိန်တွင်လူယုံတော်တဦးရောက်လာပြီးသူ့အကြံပေါက်ကြားသွားကြောင်းနှင့်တိုက်အိုက်ဆစ်ရှုံသွားကြောင်းသတင်းပို့ခဲ့သည် ဝမ်ကွမ်ပါလွတ်လွတ်ပြေးစုံစမ်းစေကထိုတဲ့အမှန်ဖြစ်ကြောင်းသိရသည်ထို့အပြင်ရှူတက်ကြီးသည် သူ့ဖက်သို့ချစ်တက်လာနေသည်ဖုံပုံများဖွင့်ပြန်နေသည်ကိုတွေ့ခဲ့ရပြီးပြေးပေါက်မရှိတော့သောကြောင့်ဝမ်ကွမ်သည်ရိတ်ခါတို့ကိုမီးရှို့ဖျက်ဆီးစေခဲ့သည်ချီအနီဆိုရနေပြီသူတီကိုတီတိုက်ရမယ့်အချိန်ပဲသူ့တက်တို့ကိုအနောက်ဖက်သို့ဦးဆောင်သွားတော့လေရှူတက်ကအနောက်မှလိုက်လာခဲ့သည်ဝမ်ကွမ်သည်အနောက်ဖက်သို့ပြန်လှည့်ပြီးရင်ဆိုင်လိုက်ပြီးဟု စံဝေကထင်ခဲ့တော်လေဝမ်ကွမ်းဤတံပါနေပါလွန်တော်ကြောင့်ဟန်ကျုံဖက်သူချစ်တက်သွားခဲ့သည်ဝမ်ကွမ်းသည်လက်တလျှောက်ရှိစစ်တပ်စခန်းတို့ကိုမိရှုဖျက်ဆီးစေခဲ့ပြီးပြင်ခင်းလက်တို့ကိုပါဖျက်ဆီးစေခဲ့သည်ဟန်ကျုံမျိုးကြသွားမျိုးကိုစိုးရိမ်တော်ကြောင့်စံဝေသည်လမ်းတွေမြမတဆင့်အလင်းအမြန်လိုက်လာခဲ့သည်ရန်သူတို့အဝိုင်းခံခဲ့ရသောဝမ်ကွမ်းသည်အနှဲ့ယောင်နှကားမြစ်သို့ခုံချကာတက်တည်သွားခဲ့သည်ကြံရစ်ခဲ့သောတပ်သားတို့သည်လည်းစံဝေလက်ချက်ဖြင့်အသက်ဆုံးခဲ့ရသည် အောင်မြင်မှုရရှိကဝန်ကောင်းကိုတက်နိုင်ခဲ့တော့လဲပေးဆက်မှုများလဲမနေခဲ့ပြီးလဲရင်နဲ့ရိတ်ခါများစွာဆုံးရှုံးခဲ့ရပြီးပြင်ခင်းလန်းလဲပျက်စီးသွားခဲ့သည်။ចောင်းဝေသည်သူ့တက်နဲ့အတူဟန်ကျုံသို့ပြန်လာခဲ့သည်။တန်အိုက်သည်ခြေစမ်းသို့ပြန်လာပြီးသူ့ရှုံးနိမ့်မှုကိုဝေအီကရစ်တန်ရှော့တင်ကရာဒူးချပြီးအပြစ်ဒဏ်ပေးရန်တောင်းဆိုခဲ့သည်။ တော်တော်လေးတောင်အိတ်အိဆွမ်းဆောင်မှုကိုကြည့်ပြီးစီးမောင်ချောင်းမှရာဒူးချခြင်းမရှိခဲ့ပြီးထို့အပြင်လက်ဆောင်ပနာများပေးခဲ့သောကြောင့်တောင်အိတ်မှထိုလက်ဆောင်တို့ကိုကြဆုံသွားသည့်တပ်သားတို့၏မိသားစုများထံသို့ပို့ပေးခဲ့လေသည် ရှူတို့နောက်တစ်ကြိမ်တိုက်လာပါကကာကွယ်ရန်အတွက် စီးမောင်ချောင်းမှစစ်ကူတပ်9000ကိုပို့စီခဲ့သည်ကျောင်းဝင်မှလမ်းကိုပြန်လည်ပြုပြင်ခဲ့ပြီးနောက်ထပ်စစ်ဆင်ရန်ပြင်ဆင်နေခဲ့သည်အဆုံးအထိ လိုက်ပါနာဆက်ပြီးခဲ့ကြတဲ့သူတူတူယောက်ချင်းစီကို2 2ပဲကျေးဇူးတင်ရှိပါရရှင်။နောက်အခန်းစစ်တွေကိုလည်းဆက်လက်ပြီးဖတ်ပြပေးသွားမှာဖြစ်တဲ့အတွက်စောင့်ညောနားဆင်ပေးကြပါအောင်ရှင်။